အားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့ထိုင်းရွှေသေးကတော့200တက်နဲ့ဈေးပွင့်ထားပါတယ်ဒီနေ့က25ရက်နေ့လေးလပိုင်း2020နဲ့5ခုနှစ်မနက်ပိုင်းထိုင်းရွှေသေးကတော့200တက်ပါတယ်96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေအခဲဈေးဆိုင်ကရောင်းနေဈေးက9300တောင်းဆိုင်ကလက်ခံနေဈေးက9200နဲ့မှ900လက်ဝိရဏဈေးနှုန်းတွေကဆိုင်ကရောင်းနေဈေးက9300တောင်းနဲ့မှ800 ။ဆိုင်ခလက်ခံတဲ့ဈေးက9,953ဒသမ3နှစ်နဲ့ပေါက်ဈေးရှိနေပါတယ်။ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3,348နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။တဒေါ်လာကိုထိုင်းမန်ငွေ33ဒသမ45နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။96ဒသမ500ခန့်လို့ရှိတဲ့ထိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်က200ရှိပါတယ်။လက်က PSC ထိုင်းရွှေခဲတစ်ပတ်သားကို9,3200နဲ့ပေါက်ဈေးရှိနေပါတယ်။ ဆိုင်ကလက်ခံတဲ့ကြီးကတော့ရာခိုင်နှုန်းပြန်မပြပဲဆိုင်က9200နဲ့ပြန်ပြီးတော့လက်ခံမှာပါလက်ဝိညာဉ်နာရဲ့လက်ခံတွေကတော့ဘဏ်ကောက်ထဲမှာတပတ်သားကို1000ကနေ2000ထိရှိနိုင်ပါတယ်မိမိဝယ်တဲ့ထဲပေါ်မှာမူတည်တယ်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခံစင်းနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်ဒီနေ့တိုင်းရွှေလက်ဝိညာဉ်နာတပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က900ခိုင်နှုန်းဖြတ်ပြီးတဲ့ပြင်ကို9200ကျော်စီးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ် လက်ရှိမှာလည်းထိုင်းရွှေဈေးကအတက်ဈေးနဲ့ရှိနေပါသေးတယ်။ရှိမှာတော့ကမ္ဘာရွှေဈေးတွေကလည်းအတက်ဈေးနဲ့ပြနေပါတယ်။ကမ္ဘာရွှေဈေးထက်တယ်မယ်ဆိုလို့ရှိရင်တော့ထိုင်းရွှေဈေးကလည်းဆက်တက်နေုံမှာဖြစ်ပါတယ်။ထိုင်းရွှေဈေးကလက်ရှိမှာအတက်ဈေးနဲ့ရှိနေပါတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆုမဲ့သူတွေကရွှေခဲကိုပဲဝယ်ဆုထားကြပါလို့ကျွန်တော်ကတော့ကြံပြူချင်ပါတယ်။ထိုင်းရွှေအခဲကလက်ဝတ်ကျင်နာနဲ့စားလို့ရှိရင်လက်ခဈေးနှုန်းကအများကြီးကိုတက်တာတာဖြစ်ပါတယ်။ထိုင်းရွှေခဲကိုစိတ်ဝင်စားလို့ဝယ်ဆုမဲ့သူတွေအတွက်လက်ခဈေးတက်တာတဲ့ဆိုင်ကိုကျွန်တော်လက်ညွန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကော့စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။တစ်ပတ်သားကိုလက်ခ200ငါးပတ် သားတွေဝင်ပြီဆိုရင်လက်ကအကုန်ကြမရှိပါဘူးထိုင်းရွှေစင်ငွေစည်းတွေကိုမြန်မာတင်ပေးပါတယ်ထိုင်းရွှေစင်ငွေစည်းတွေကိုတည်ကျင်နေဆိုရင်တို့ရဲ့ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြမ်းမာခြင်းနဲ့ပြည့်စုံပြီးအမြဲကင်းလို့ပြရှင်နိုင်ကြပါစေ